ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုပတ်စားပေးတာတို့ကြွေးတာမွေးတာဒါတော့ပဲပရာဟိတထင်တာမဟုတ်ဘူးငါးပါးသီလဆောက်တည်တာလည်းပရာဟိတပဲပရာဟိတအစ်စ်ပဲလားကိုယ်ကိုယ်တိုင်လည်းဆောက်တည်တယ်သူများလည်းဆောက်တည်ဖို့ရတိုက်တွန်းတယ်အဲ့ဒါပရာဟိတအဲ့ဒါကြောင့်မို့လို့ရှားရွာတစ်ခုမှနေထိုင်ကြပြီဆိုရင်တန်မိုးရှိတဲ့အလုပ်တွေကိုလုပ်နိုင်အောင်ကြိုးစားပါပဲတန်မိုးရှိတဲ့အလုပ်တွေ အဲ့ဒီတန်ဖိုးရှိတဲ့အလုပ်တွေဆိုတာအခုပြောရတဲ့တုတ္တဆိုတာကိုအခြေခံပြီးတော့စာခကိုဘွားကိုဆုံးတော့အနစ်နာခံဆုံးလို့ပြီးတဲ့အခါကျတော့အများကောင်းကျိုးဆောင်ရွက်တဲ့လုပ်ကိုင်းတယ်နော်များကောင်းကျိုးဆောင်ရွက်တဲ့လုပ်ကိုင်းအဲ့ဒီစာခနဲ့ပညာဆိုတာကျတော့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားသိတဲ့အသိဉာဏ်ကိုဆုလို့တယ်ပေါ့ အဲ့ဒီအသိဉာဏ်ဗုဒ္ဓမတမိုးရှိတယ်လို့ပြောတယ်။ဒီတဲ့အစင်မြင့်တဲ့အသိဉာဏ်ကြတော့ဘာလို့ဆိုရင်အေးအရာခသိဟာဘယ်အရာမှမမြဲဘူး။ကိုယ့်ကိုယ်လည်းပြန်စဉ်းစားကြည့်တယ်။ငါငယ်ငယ်တုန်းကရုပ်တည်းမရှိတော့ဘူး။ခုချိန်မှာအလုံးဟာတွားခဲ့ပြီ မရှိတော့ဘူး။လူပြုံမှုတွေအလုံးဆုံးရှုံးသွားပြီ။နော်။ကျမ်းမာနေလို့ရှိရင်ကျမ်းမာမှုတွေမကျမ်းမာတဲ့အခါမှာကျမ်းမာမှုတွေလည်းဆုံးရှုံးသွားပြီ။ နောက်ဆုံးကြတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဆုံးရှုံးသွားမမြဲတဲ့သဘောကိုဆင်ញင်စဉ်းစားနိုင်ရမှတ်တဏ္ဍမှာတကယ်ရှိတာရုပ်နဲ့နာနှစ်မျိုးပဲရှိတယ်ရုပ်ဆိုတာအာယုံကိုမသိနိုင်တဲ့ body ဆိုရဲ့ရုပ်ခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးနာမ်ဆိုတာကသိတဲ့အရာတမာအပြင်ခွဲမယ်ဆိုလို့ရှိရင်နော်ရှိတာ တရားဟောတဲ့ဆရာတော်တွေခွဲသလိုပဲစာကျင်နာကနာစာရာကယုတ်ဟုတ်ကလားစာကျင်တဲ့စိတ်ကလေးကနာမယ်စာကျင်တဲ့စိတ်ကလေးကနာမယ်အဲ့ဒီနာကစာကျင်လို့ယောဂစာသူတို့နှစ်ခုပေါင်းဆက်ပြီးတော့ဖြစ်တာနော်ပေါင်းဆက်ဖြစ်တယ်သိတာကနာမသိတာကယုတ်ယုတ်နဲ့နာနှစ်ခုပေါင်းဆက်ပြီးတော့နေတယ် အဲ့ဒီပေါင်းဆက်ပြီးတော့လူတွေကလှုပ်ရှားနေအဲ့တော့ယုံနေတာကလွဲပြီးတခြားဟာမရှိဘူးလို့သိတာပညာလို့ခေါ်တယ်အဲ့ဒီတဆင့်တက်ပြီးဒီယုံနေတဲ့ဟာလဲဆိုင်းရဆိုင်းရအကြောင်းတရားတွေအကြောင်းသာဖြစ်လာတာဖြစ်တယ်လို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲအေးဒီယုတ်တည်နံနေရဖြစ်လာပြီးရင်လည်းလုံးဝပျက်စီးသွားကြတယ်မမြဲဘူးလို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲတဆင့်တက်ပြီးတော့သိသွားတဲ့အခါမှာနော် ကျင့်တ်ဆရာမကောင်းတော့ဒုက္ခကိုယ်လိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အတိတွေလည်းသိလာအဲဒီလိုအတိဉာဏ်တွေသိလာတဲ့အခါကျတော့ဘာဖြစ်လဲကိုယ်ခန္ဓာကိုယ်ပေါ်မှာပစ္စည်းဥစ္စာပေါ်မှာတတမှုတွေတတ်မဲ့မှုတွေအာကိုမှုတွေယုံကြည်မှုတွေရောပါသွားတယ်လောကလူတွေဟာတတမှုကအမှန်တမ်းကြီးမားတယ်ပစ္စည်းလည်းတွေ့တယ်လူလည်းတွေ့တယ်နောက်ဆုံးကိုယ့်ကိုယ်တွေ့တယ်နော် ကိုကိုတွေ့တာတဲ့တတ်မဲ့အဲ့ဒါတွေကအခုလို့ပညာနဲ့မှရှင်းချလို့ရမယ်ဒါဖြင့်ကိုကိုကိုတွေ့တာတဲ့တတ်မဲ့တယ်ဆိုတော့ဘာဖြစ်လဲလို့ဆိုရင်တွေ့တာမှုတတ်မဲ့မှုသည်တောကကိုမွေးဖွားနေခြင်းပဲဖြစ်တယ်တောကကိုမွေးဖွားပေးတယ်မတွေ့တဲ့နေရာတောကဆိုမရှိဘူးလွယ်လွယ်လေးစဉ်းစားကြည့်ကားပိုင်တဲ့လူတယောက် သူကားကတမိုးကြီးကြီးပေးထားတဲ့ကားလမ်းသွားလို့ကားအဆီရင်ဖြစ်တယ်ဆိုရင်သူစိတ်ထဲဘယ်လိုနေမလဲစဉ်းစားကြည့်။နော်သူပစ္စည်းသူမနှမျောပေဘူးလား။နှမျောတာကနှမျောရုံနဲ့ပြီးသလားစိတ်တွေမပူဘူးလား။ပူတယ်။စိန်နေရလို့ရွှေနေရလို့စိန်စိန်ရွှေပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ကစိန်ပြောက်တာလို့ရွှေပြောက်တာလို့ဆိုရင်ဘယ်လိုနေမလဲစိတ်ပူတယ်မဟုတ်လား။ အဲ့ဒါတွေတွေ့တာမှုကြောင့်ဖြစ်တဲ့တောကတွေလို့ခေါ်တယ်လူလဲထုတ်တူပဲတွေ့တာရင်တောကဖြစ်တယ်ကဲကောင်းပြီအဲ့ဒီကားကိုရောင်းပလိုက်ရောင်းပလိုက်တဲ့အခါမှာပတ်ဆံယူလိုက်ပြီကားကိုဟာမဟုတ်တော့ဘူးဆိုရင်အဲ့ဒီကားနဲ့ပတ်သက်ပြီးပူသေးလားကိုပိုင်ထားတဲ့စိန်ကလေးတစ်ခွက်သူများရောင်းလိုက်ပြီးအဲ့ဒီစိန်အတွက်ပူသေးလားပူတော့ပူတဲ့စိတ်ကပဲရောက်သွားတော့ဆိုပတ်စံထုတ်ကြီးပေါ်ရောက်သွားတယ် ဟုတ်ကဲ့လားပတ်စံတော်ကြီးပေါ်ရောက်သွားတယ်။ကဲဘာတကူမှမရှိတော့ဘူးဆိုပူဇော်ရှိသေးလား။သူကသူလည်းပဲဒီရလာတဲ့အရာဝတ္ထုသည်သုံးဖို့သာဖြစ်တယ်၊လှူဖို့သာဖြစ်တယ်၊တမ်းဖို့သာဖြစ်တယ်။စားတော့ရမယ်၊လှူတမ်းရမယ်ဆိုရင်အတိတိထားလို့ရှိရင်ဒီပေါ်မှာပူအောင်မလား။မပူတော့ဘူး။အဲ့ဒါတွေ့တာမှုရှိသမျှတောကဆိုလာနေမှာပဲ။တွေ့တာမှုမရှိဘူးဆိုရင်တောကမရှိတော့ဘူး။ အဲ့ဒါလို့သိတာကိုပညာလို့ခေါ်တယ်အဲ့တော့ပေါင်းကြည့်လိုက်တဲ့အခါမှာတရားရှိရမယ်သူသီလရှိရမယ်သူတရှိရမယ်စာကရှိရမယ်ပညာရှိရအဲ့ဒါတွေကရယူရမယ်အနှစ်သာရတွေပဲလို့ရခဲ့တဲ့လူဘဝရလာပြီးတော့ဒီ၅ခုတည်းကတခုမှမရလိုက်ဘူးဒီလိုအနှစ်သာရရှိတဲ့အရာတွေတခုမှမရလိုက်ဘူးကုသိုလ်ကောင်းမှုလည်းတခုမှဟောဒီဘက်တွေမလုပ်လိုက်ဘူး ိုစားဖို့ကိုအိပ်ဖို့တို့ကိုသားသမီးတွေစားဖို့တို့ကိုကိုအတွက်ပဲကြည့်ပြီးတော့ကိုဟာနဲ့ပဲအချိန်ကုန်သွားမယ်ဆိုလို့ရှိရင်အနှစ်သာရရပါမလားရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ရှာခဲတဲ့လူဘဝရလာတဲ့အခါမှာရယူရမယ်အနှစ်သာရကိုရအောင်ကြိုးစားဖို့လိုသေးတယ်နော်ကြိုးစားဖို့လိုတယ်အဲ့ဒီလိုမကြိုးစားဘဲနဲ့ဘဝတစ်ခုဆုံးသတ်သွားမယ်ဆိုလို့ရှိရင် ဒီလူရဲ့လူဖြစ်ရကြုံဟာနှက်ပါအောင်လားမနှက်ဘူးအဲ့ဒါကိုတော့တေးသေးချာချာစောစောပြင်းပြင်းမှတ်ထားဘူးမြတ်စွာဘုရားသခင်ကိုရမြတ်ကဟောတယ်တရားဆိုတဲ့ယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလှုပ်ဖြစ်တယ်သီလကိုခြင်းတရားကောင်းသည့်အတွက်ကြောင့်ကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာတည်မြဲတယ်သူတအကြာမြင့်ရှိသည့်အတွက်ကြောင့်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားပြီးတော့နားလဲတယ် စာကဆွန့်လွတ်မှုရှိတာဒီအတွက်ကြောင့်ကုချိုးရှာတဲ့စိတ်တတ်တွေမရှိဘူးအများအတွက်လှုပ်ရှစ်တယ်အများပရဟိတကုသိုလ်ကောင်းမှုတွေလှုပ်တယ်ကိုရရွာရဲ့ကောင်းစားရေးလှုပ်တယ်ကိုလူမျိုးတွေရဲ့ကောင်းစားရေးလှုပ်တယ်ကိုနိုင်ငံအတွက်ကောင်းစားရေးလှုပ်တယ်ကုချိုးတသက်မကြည့်ပဲနဲ့အများအကျိုးကိုလှုပ်တယ်ဟောစာကရှိတယ်ပညာရှိသည့်အတွက်ကြောင့်အမှန်တရားကိုသိတယ်လောကမှာတောကဖြစ်တာဘာကြောင့်ဖြစ်တယ် မှန်တရားသိသွားတယ်အဲ့ဒါလို့အဖြေတွေလုံတင်တာနဲ့မလုံတင်တာခွဲခြားသိသွားတယ်အဲ့ဒါလို့သတ္တသီလသုတ္တဆာကပညာဆိုတာဟာရယူရမယ်နိတာရာလို့ဒီလိုမှတ်ရနော်ရခဲ့တဲ့လူဘဝလူဖြစ်လာပြီးတဲ့နောက်မှာရယူရမယ်နိတာအခုပြောတဲ့ဒီကနေ့စင်ကျင်းမတဲ့တရားပွဲအကြောင်းပြုတာလောကမှာအခုတရားတွေကိုဟောပြောတတ်တဲ့ မြတ်စွာဘုရားရဲ့ကျေးဇူးတွေကိုပေးဆက်တဲ့အနေနဲ့မြတ်စွာဘုရားရဲ့ရွှေထီတော်ထွတ်တယ်မယ်စိန်မှုတော်တွေလှုပ်မယ်လှူကြတယ်တန်းကြတယ်ဘုရားကို ပူဇော်ကြတယ်ဆိုတာဒါအမတမကောင်းမြတ်တဲ့ကုသိုလ်တစ်ခုပဲเนาะစာခါထဲမှာပါတယ်เนาะတာရသီလသုဒ္ဓစာခပညာလို့ဆိုရတယ်အဲ့ဒီအရင်ချင်းနေကိုယ်တဏ္ဍမှာပြည့်စုံအောင်ကြိုးစားအထောက်အပံ့အဲ့ဒီလိုကြိုးစားအထောက်နိုင်မှသာလဲ ရခဲ့တဲ့လူဘွားရပြီးတော့ရယူရမယ့်အနှစ်သာရတွေကိုရလိုက်သည့်အတွက်ကြောင့်ကိုဘွားရဲ့တက်လန်းဘယ်ထိအောင်ရောက်သွားနိုင်ဒူဘွားပြီးရင်နတ်ဘွားနတ်ဘွားအနေဖြင့်မဘွားသုံးဖို့လူဘွားနတ်ဘွားနတ်ဘွားအနေလူဘွားလူဘွားကနေနတ်ဘွားဟိုအောက်ကိုဘယ်တော့မှမဆင်းတော့ဘသူတွေကထိမ့်ပေထားတော့ဆိုအခုပြောတဲ့တတ္တာသီလသုတ္တသာကပညာဆိုရင်ဒီတရား၅မျိုးကအောက်ကိုရအောင် ထိမ့်ပေထား ဒီတရား၅မျိုးရှိနေသည်များကလည်းဘယ်တော့မှအောက်ကျမသွားတော့ကိုယ့်ဘဝကိုထိန်းထားပြီးသားဖြစ်ပါ